ပန်းလာမှာဖြစ်တဲ့မန်တိုင်း PDF ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာပြောချင်လဲဆိုတော့မန်တိုင်း PDF တရားသူတို့သူတို့မှာစီစီကန်တခုရှိပါတယ်ရက်ရွာထဲမှာသူတို့တွာလာပြီးဆိုရင်ရေပေါ်တယောက်ဟာတနက်ကင်ဆောင်ခွင့်မရှိပါဘူးဒီအခုပြန်နေဗီဒီယိုထဲမှာတော့သူတို့တနက်ပါလာတယ်ဖန်စီမိတ်ပါလာလို့ဖြစ်ပါတယ်ဖန်စီမိတ်ပါလာတယ်ဆိုတော့ဒီဖန်စီမိတ်ကလူတက်မှုတခုခိုးမှု ဒလန်မှုမဟုတ်ဆိုရင်တော့တနတ်တွေပါလေကျွန်တော်ယူလာဆရာမလို့ဘူးလို့ထင်ပါတယ်အခုသူတို့လာတဲ့အမှုကဖန်ခိုင်းတဲ့အမှုကတော့ Starling ပြဿနာ Starling အခါချင်းငွေယူပြီးတော့ပေးသုံးလို့လာဖန်ခိုင်းတာပေါ့နော်ဒါဟာသူတို့ကအခါချင်းငွေယူလေဆိုပေမဲ့သူတို့ကတရားသူတို့ကိုချိုးစည်းပွားအတွက်မဟုတ်ပါဘူးခက်ခဲနေပြီးသူတွေလိုင်းသုံးဖို့လိုနေပြီးသူတွေကို အင်တာနက်မြအဝေးပေးတဲ့ service တခုတသက်တာဖြစ်ပါတယ်နောက်တစ်ချက်ကအဲ့ဒီ NDG အရန် or အရန် or လို့ပြောကြတဲ့သူတွေရှိတယ်အိမ်တိမ်မှာအမေမအော်ရင်ဘသူအော်ပေးမှလဲကိုသားသမီးကိုကောက်ွယ်ဆောင်လျှောက်တာပဲဒါကောက်ွယ်ဆောင်လျှောက်တယ်လို့သုံးလုံးရတဲ့ချက်ကတော့ဘာလို့လဲဆိုတော့အရင်ခောက်တွေတုန်းကသူတို့အမှုတစ်ခုရင်ဆိုင်ရပါတယ်ဒီအမှုမှာသူတို့သမီးအဖန်ခံရတဲ့တယောက်ကတော်တော်အရိုက်ခံရတယ်လို့ပြောပါတယ် ဲ့ကိစ္စကြောင့်ဖြစ်ပါတယ်။အရင်ခောက်သူတို့အဲ့ဒီဖန်ခံရတဲ့ကိစ္စကတော့ဘာလဲဆိုတော့သူတို့အင်းသုံးပစ္စည်းတွေကိုသူတို့ပြန်လိုချင်လို့စက်ကောင်စီတပ်သိမ်းခဲ့တဲ့သူတို့ဟာဒီမီတာဆူဟာတော်လိုင်းရေးတွေကိုတော်လိုင်းတပ်ဖွဲ့တွေကိုထောက်ပို့တယ်ဆိုပြီးတော့စက်ကောင်စီဆွဆွဲပြီးတော့သူတို့ပိုင်ဆိုင်ပစ္စည်းတွေကိုသိမ်းခဲ့တာဖြစ်ပါတယ်။အင်းသောလုပ်ငန်းပစ္စည်းတွေလို့ပြောပါတယ်။အင်းသောလုပ်ငန်းဆိုတာ ဒီဒေသရွှေထွက်တဲ့ဒေသဖြစ်ပါတယ်ရွှေထွက်တဲ့ဒေသမှာရွှေလုံငန်း၃ပစ္စည်းတွေကိုအင်ဒိုပစ္စည်းလို့ခေါ်ပါတယ်ဒီဟာတွေကိုစကောင်စီကတင်ခဲ့တယ်အဲ့ဒါကိုတော်လိုင်းရေးတက်တေစိုးမိုးလာတဲ့အခါမှာသူတို့ဒီပစ္စည်းတွေလိုချင်လို့ပြန်လျှောက်တာမရဘူးအချင်းချင်းပြန်လျှောက်တော့သူလည်းအမြင်ကပ်ပုံးမှမိသွားတယ်ထင်ပါတယ်အဖန်ခံရတယ်ဒီပြန်လျှောက်တဲ့ကိစ္စကပြဿနာဖြစ်လာဆိုတော့မဖြစ်ဘူးဗျဒါစဉ်းစားပြည့်တင်တယ် ဘာလို့စဉ်းစားပေးတယ်လဲဆိုတော့ဒီပစ္စည်းတွေခိုးခံရမှာပဲအင်းပိုင်ရှင်မရှိဘူးရက်စကမ်းမလူမရှိဘူးစခွေးတွေထွက်ပြေးတဲ့နောက်မှာရွာသားတွေကစူးစားပြီးခိုးကြတာပဲဆိုတော့ကိုပစ္စည်းမဟုတ်တာတောင်ခိုးကြတာပဲလေပိုင်ရှင်เนี่ยသူတို့ပစ္စည်းကိုပြန်ပြီးတောင်းတာပြန်လျှောက်တာအဲ့ဒါကိုမရဘူးဆိုတော့မဖြစ်သင့်ဘူးဒါစဉ်းစားပေးတယ်ပြီးတော့ Starling ဘာလို့တော့ စတားလင်ကိုဘာလို့အရန်ပိတ်ပင်နေရလဲရခိုင်လူမျိုးနေရလဲမဟုတ်တာမန်းလေးနဲ့နီနီလေးပြီးတော့အခုစတားလင်အတွက်ဘာလို့အရန်စိတ်ပူနေရလဲမန်းတိုင်းပြည်တဲ့ဖာဘာလို့တော့အရန်ဆိုးရင်နေရလဲစက်ကောင်စီကလင်းနဲ့ဘုံကျဲတဲ့အခါအခုမြေပုံညွန်းပေါက်တဲ့လက်ပံလာရဲစခန်းကိုတောင်းအဲ့လောက်မပြစ်သေးဘူးသူတို့ဈေးသေးတွေအကြောင်းသေးတွေပဲပြစ်နေတာဒါတည်ရင်ရရမရသူတို့က မြေပုံညွန်းပေါက်နေတာတောင်သူတို့ရဲစခန်းကိုပြစ်မဲ့အစားဈေးထဲတွေကိုပြစ်နေတာပဲဆိုတော့ Starling မှာ Starling ကိုပိတ်ပင်တာအဲ့လောက်ချီအောင်မှုရှိလားကျွန်တော်တို့သိချင်တယ်ဗျာဆိုတော့ဒီဗီဒီယိုတင်ခွင့်ပြုတဲ့ရဲဘော်တွေကိုလည်းကျေးဇူးတင်ပါတယ် record ခွင့်ပြုတဲ့ရဲဘော်တွေကိုလည်းကျေးဇူးတင်ပါတယ်အဲ့ဒီအခုပါဝင်ပတ်သက်နေရဲမေတွေကတော့ထိတ်တုံးတော့ခံရမှာပေါ့နော်ဗီဒီယိုတွေတည်အောင်ပြောပြတာမန်တန်ရတော်တော်စီးကန်းတော့ကြက်တယ်ဗျာ မမလောက်သားလောက်အောင်ပညာပေးမယ်အဲ့လိုလို့တော့မဟုတ်ဘူးဒါပေမဲ့စိတ်ထိန်းနိုင်အောင်ဆိုပြီးတော့သူတို့နောက်တစ်ခါအစဉ်ချင်းတက်အောင်ထိတ်တုံခပ်ပြီးတော့ဆုံးမလေးရှိတယ်အဲ့ဒီမိသားစုတော့သူတို့ဘယ်လိုကင်တွယ်မလဲတော့မသိဘူးဒါမဲ့ဒလန်မဟုတ်တဲ့ရွေးတော့ကျွန်တော်ကတော့ဒါအေးအေးယူတင်တယ်လို့မထင်ဘူးဒါပြင်းမှုမမြောက်ဘူးလို့ကျွန်တော်မြင်ပါတယ်ကျွန်တော်တို့ကစက်ကောင်စီကိုတော်လန်နေဆိုတာဒါလုံးဝစက်ကောင်စီနဲ့ခြားနာခြင်းလို့တော်လန်တာလေဒီလောက် กว่าช้าราเนี่ยတော့ဒီလောက်လေးกว่าราတပ်ပုံရဲ့လို့ဗီဒီယိုရိုက်လို့ရတာလောက်နေတော့ကျွန်တော်တို့อ่ะဒီအဖြစ်ကိုပြောစရာမလိုဘူးလीမန်တိုင်း PDF ကတော့ကျွန်တော်အရင်လေးစားရတဲ့တစ်ဖွဲ့ဖြစ်ပါတယ်ဒါကိုဗီဒီယိုတွေနဲ့ပို့ပြီးတင်လျော်ပြီးတော့ဗီဒီယိုဗီဒီယိုတွေအားထားရတဲ့တော်လိုင်းရေးဖြစ်ဗီဒီယိုတွေအားထားရတဲ့တစ်ဖွဲ့ဖြစ်ဖို့တစ်ဖွဲ့ကြီးဖြစ်ဖို့ကျွန်တော်တို့အရင်မျှော်လင့်နေပါတယ်အများအားစိတ်ထဲမှာမထားဖို့ကကိုက တနက်ကင်ထားတဲ့သူဆိုတော့တနက်မကင်တဲ့သူအတွက်ကြတော့တနက်ကင်ထမ်းခံစားရတာကြီးကလုံးဝတမျိုးကြီးဖြစ်ပါတယ်အဲ့ဒါလေးအမြဲတမ်းစိတ်ထဲရှိဖို့သတိပေးပါရစေဒေါ်လာရေးတက်တယ်မှာပြည်သူနဲ့ဆက်ဆံရေးကအရေးကြီးဆုံးဖြစ်ပါတယ်ဘာကြောင့်ပြည်သူနဲ့ဆက်ဆံရေးကအရေးကြီးဆုံးလဲဆိုတော့ဒေါ်လာရေးအောင်ခြင်းမအောင်ခြင်းဟာပြည်သူလူထုရဲ့ထောက်ခံမှုရခြင်းမရခြင်းပေါ်မှာလုံးဝမူတည်နေတဲ့အတွက်ပါ စင်ကူးမြို့နယ်လက်ပံလဖြစ်စဉ်ကိုကျွန်တော်တို့တုံ့တက်ကြည့်အောင်ပါအဲ့ဒီဗီဒီယိုကိုအားလုံးကြည့်ပြီးသားဖြစ်မယ်လို့ထင်ပါတယ်ဒါပေမဲ့မကြည့်ရသေးတဲ့သူလည်းသိရအောင်ကြည့်ပြီးသားလူတွေလည်းမပြင်းရအောင်လိုအပ်တဲ့အပိုင်းကလေးတွေလောက်ပဲနည်းနည်းစီဖျက်ပြပါမယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အငင်းပွားတာတွေရှိလာပါတယ်ပထမဝေဖန်တန်ကပြည်သူကိုစော်ကားတယ်ရဲရဲစိုက်စိုက်ဆက်ဆံတယ်ဆိုတဲ့အတန်မှာဒုတိယဝေဖန်တန်ကတော့လူငယ်ရဲဘော်တွေကတာဝန်ရလုပ်เสียရှိတာလောက်တာ အင်ဂျင်ဘက်ကပူပေါင်းဆောင်ရွက်လုံစိတ်မပြတ်တာပဲပြည်သူကိုစော်ကားတယ်လို့အများမြင်အောင် ပြောဆိုနေတယ်လို့ဆိုပါတယ်။လူငယ် PDF ရဲဘော်တွေကလုတ်ဆရာရှိတာကိုတာဝန်ရလုတ်တယ်လို့ပြောကြလေတော့ဖြစ်ရတဲ့ပြဿနာရဲ့အကြောင်းရင်းကိုနည်းနည်းစပြီးလေ့လာကြည့်အောင်ပါ။ဟိုကစတာလေးဆိုတာရှိတယ်။စတာလေးဆိုတာအကုန်ရှိတယ်။ကျွန်တော်တို့ကစတာလေးကိုအသုံးမပြုပါနဲ့။ဒါပေမဲ့အခကျင်းဝင်ယူပြီးတော့အခကျင်းဝင်ယူပြီးတော့လည်းဘယ်သူမှဟောကမလုပ်ဘူး။လက်ပံကလို့ခဏခဏဘုံကျဲခံရတဲ့နေရာမှာ Starlink ကိုလုံခြုံရေးကြောင့်ပုံခွင့်မပေးတာဟာမှန်တယ်လို့တချို့ကဆိုကြပါတယ်။ဒါပေမဲ့ဗီဒီယိုအစပိုင်းမှာ Starlink ပုံခွင့်ပေးတယ်။အခကျင်းငွေယူပြီးတော့ပုံခွင့်မပေးဘူးလို့တော်လန်ရေးရဲဘော်အမျိုးသမီးကဆိုပါတယ်။လုံခြုံရေးရဆိုလို့ရှိရင်အခကျင်းငွေယူခြင်းမယူခြင်းကအထူးပြီးတော့ပြဿနာမဟုတ်ဘူးလို့ထင်ပါတယ်။အဲ့ဒီတော့လုံခြုံရေးအကြောင်းပြချက်ဟာသိမခိုင်းလုံးပါဘူး။နောက်ပြီးလက်ပံလာလို့နေရစင်ကူးလို့နေရမျိုးမှာ Starlink ကိုပိတ်လို့လဲရန်သူသတင်းပေးကွန်ရက်ကိုပိတ်လို့မရပါဘူးဖုန်းနဲ့သတင်းပေးလို့လဲရနေပါတယ် ဒေတာတွေကနေထွက်ပြီးတော့တခြားနေရာကိုမိုင်းနည်းနည်းလောက်သွားလိုက်ရုံနဲ့လေဗီဒီယိုဖိုင်ကအစပို့ပေးလို့ရပါတယ်ဒါပေမဲ့ဒေတာကန်အုတ်ချုပ်ရေးအဖွဲ့က Starlink ကိုအခကျင်းငွေယူတုံးခဲ့မပြုတ်ဘူးလို့စီကံထုတ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒါကိုအရှင်တွေဘက်ကတစုံတရာလက်ခံဆွေးနွေးတာမျိုးတော့ဖြစ်တင်တယ်လို့ထင်ပါတယ်ဒါပေမဲ့ခက်တာကသူတို့ကဖမ်းမို့လာတာပါဖမ်းခိုင်းလိုက်တာလို့ပြောပါတယ်အခုလို့ အိမ်မော်ပါနော်ကျမတို့မှသက်တည်ရှိနေတယ်ရေတော့အိမ်မော်ဟုတ်ပြောလိုက်နော်ဒီထဲမှာဆရာအောင်သူနဲ့သူတို့ရှင်းလိုက်မယ်ခိုးကအရေးပေါ်အုပ်ချုပ်ရေးဥက္ကဋ္ဌကိုယ်တိုင်ဖန်ခိုင်းလိုက်တာရေးပေါ်အုပ်ချုပ်ရေးဥက္ကဋ္ဌကိုယ်တိုင်ကဖန်ခိုင်းလိုက်တာလို့ဆိုပါတယ်အဲ့ဒီအရေးပေါ်အုပ်ချုပ်ရေးဥက္ကဋ္ဌကိုယ်တိုင်ကဖန်ခိုင်းလိုက်တယ်ဆိုတော့အချက်မှာပြဿနာရှိပါတယ်။ဘာလို့အသေးဖွဲကိစ္စကိုဖမ်းဖို့အထိညွန်ကြတာပါလဲ။ဘာလို့တနတ်တွေနဲ့လူများများရောက်လာတာပါလဲ။အဲ့ဒါကကြီးလူပေါ်ဆက်ဆံမှုဆက်ဆံမှုမှာနည်းနည်း လွန်နေလို့ဆိုနိုင်ပါလိမ့်မယ်။အဲ့ဒါဘယ်လိုလဲဆိုတော့တီမီတက်ဆိုတာအရင်ခောက်တွေတုန်းကလည်းအဖမ်းခံရဘူးလေ။အင်ဒိုကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့အဖမ်းခံရတယ်လို့ပြောတယ်။အမှဆော့ပလိုတိခံရတာပေါ့ကွာ။ဒီပိုင်းမှာ PDF form မပြောဒါမဲ့ထွက်လာမှအခမ်းရတဲ့သူကပြောတာ။ဒီခေါက်လည်းသူတို့ကအယုံကိုမလိုက်သွားချင်တော့တာ။အခုဒီကိစ္စနဲ့ပတ်သက်ပြီးစင်ကူးမြို့နယ်ရေဘော်အုပ်ချုပ်ရေးအဖွဲ့ကစာထုတ်ပါတယ်။အဲ့ဒီထုတ်တဲ့စာအရတာဝန်ကျရေဘော်တွေကကနဦးမှာကောင်းမွန် ကျေလည်စွာရှင်းလင်းပြပြပြီးပြဿနာအခြေတင်မဖြစ်ရေးကိုဥတီဆောင်ရွက်ခဲ့တယ်လို့ဆိုရတယ်။အဲ့ဒါမှန်ပါတယ်။အစပိုင်းမှာဆက်ဆံပုံတွေကတိတ်ဆိုးလှပါဘူး။ကောင်းကောင်းမွန်မွန်ပြောဆိုတဲ့သဘောမျိုးရှိပါတယ်။ဒါပေမဲ့ကြီးညာချက်ထဲမှာပဲဆက်ပြောထားတဲ့အတိုင်းဖြစ်ခဲ့ပါတယ်။ပြည်သူလူထုပေါ်ဆက်ဆံရမယ့်စီကံကျင့်ဝတ်တွေကိုချိုးဖောက်ပြီးတော့စိတ်လိုက်မှန်ပါအပြုမူတွေနဲ့နောက်ပိုင်းမှာပြန်လည်တုံ့ပြန်ခဲ့တာကိုစိတ်မကောင်းဖွယ်ရတွေးခဲ့ရပါတယ်လို့ဆိုပါတယ်။ဒါလည်းအမှန်ပါပဲ။ အမအတယောက်ကတနက်နေ့ချိန်တော့မလို့လုပ်နေတာသူတို့ဒီမှာပါဟုတ်တယ်ဖမ်းဖို့လာတာဟုတ်တယ်ဒါပေမဲ့ဒီပြစ်မှုကကြီးကြီးမားမားပြစ်မှုလူတက်မှုမဟုတ်ဘူးဒလန်မှုမဟုတ်ဘူးခိုးမှုမဟုတ်ဘူးဆိုတော့တနက်ယူပိုင်ခွင့်မရှိဘူးမန်တိုင်းပြည်ရဲ့ဖာပြောတယ်ရဲ့ရွာထဲမှာဆိုရင်ရဲဘော်တွေတနက်ကင်ခွင့်မရှိဘူးစစ်ပွဲမဟုတ်တိုက်ပွဲမဟုတ်ဆိုရင်တနက်ကင်ခွင့်မရှိဘူး ရဲရွာထဲမှာတနက်ကင်ခွင့်မရှိဘူး။ဒါသူတို့ပြောထားတာ။ဘာလို့ဒါတနက်နဲ့လာလဲ။နာမချိန်ပြင်းမိတော့မလို့လေ။တကယ်ဒီနေရာမှာသူ့ဟာသူ့ရောယုံကြည်ချက်အရင်ရှိတယ်။ဗီဒီယိုဖိုင်မစင်းနဲ့တော့ ဒါကျေးဇူးတင်တဲ့ဗီဒီယိုပါဗီဒီယိုဖိုင်အခုလိုတင်ခွင့်ပြုတဲ့အတွက်ကျေးဇူးတင်တယ်ဒါရီကကျွန်တော်တို့အွန်လိုင်းပေါ်မှာမမြင်ရတဲ့အခြေအနေတွေပါမြေပြင်မှာဒါရီကအများကြီးဖြစ်နေတာပါအမရ။ဆရာမဟုတ်ဘူး။ဒီလိုလိုမှတော့အမှန်မရဘူး။ဟုတ်တယ်အောင်ကြပါဦး။

ထိတ်ခတ်ဖမ်းမယ်လို့ပြောတာအမျိုးသမီးကိုအတင်းဝင်ဆွဲတာတွေဟာကြမ်းတမ်းလုပ်ပါတယ်အထူးသဖြင့်ဗီဒီယိုနောက်ပိုင်းမှာကားပေါ်အတင်းဆွဲတင်ဖို့ကြိုးစားတဲ့အပြုအမူတွေဟာလွန်ပါတယ်ဒီမူညံဘာထားရပြာဒါမင်းက ဒီမီသားစုဆိုတာတော်လိုင်းတပ်ဖွဲ့ရဲ့အဲ့နေရာရောက်မလာခင်ကလေးကထောက်ပို့ဆိုပြီးသူတို့ပစ္စည်းတွေတင်ခံရတဲ့ဘူဒိုဇာနဲ့အထိုးခံရတဲ့မီသားစုဖြစ်တယ်သူတို့အဲ့လောက်ထိတော်လိုင်းကို ထောက်ပံ့ပေးခဲ့တဲ့လူတွေဖြစ်တယ်အဲကြောင့်ဒီတော်လိုင်းတပ်ဖွဲ့ရောက်လာတဲ့အခါသူမှ VIP ဆိုတဲ့ခန်းစားချက်ရှိတယ်သူတို့အများကြီးမျှော်လင့်ထားတယ် ်ဆိုတော့အဲ့ပြဿနာနေစားပြီအခုကဒီဒီအဲ့လိုသူကိုမျောလင့်ထားတဲ့လူတွေစီကအဲ့လိုခံရတာဆိုတော့ဒါကြတော့သူတို့မျောလင့်လာတော့ဒီလူတွေမဟုတ်ပါဘူးပေါ့ကွာသူထောက်ပံ့ခဲ့တဲ့ထောက်ပို့လုပ်ခဲ့တဲ့လူတွေကတော့ပကဖဖြစ်မှာပေါ့အဲ့စင်ကူတီတာပကဖအခုအမတာဝန်ယူနေတဲ့လူတွေကတော့မန်တိုင်း PDF တွေဆိုတော့သူတို့လောက်တာဘာမှရှိအောင်မရှိတလို့ပေါ့ကွာဆိုတော့နေဟာနေ ပကပပေါ်ဘလောက်ပဲကောင်းခဲ့ကောင်းခဲ့အခုကပြီးအမနိုင်ပြီတဲ့ flat ထဲဆိုတော့အဲ့လိုလည်းဖြစ်သွားတယ်လူငယ်တွေဟာတနက်တွေပါလာပြီမဲ့တနက်နဲ့မဖြစ်တာရိုက်နေတာမလုပ်တာတွေကြောင့်အာနာရှင်စစ်တပ်လောက်ဟန်အာနာရှင်ရဲလောက်ဟန်နေလောက်မဆိုးပါဘူးတချို့ကပြောပါတယ်အခုလိုပြန်ပြောခွင့်ရတာကက်ကက်လောင်ပြန်ပြီးတော့ရန်ထောင်ခွင့်ရတာဟာစစ်အာနာရှင်တွေမဟုတ်လို့ဒီလောက်ပြောလို့ရတာဆိုပြီးတော့ထောက်ပြမဟုတ်လေစစ်အာနာရှင်တွေကစရင်တဲ့ကို ျွန်တော်မထည့်ထားတာဆိုတော့ဒီလူတွေကိုရှက်ဆန်းအောင်မကြိုက်လို့ကျွန်တော်တို့တော်လိုင်းရေးလုံနေတာဆိုတော့လုံးဝအပြတ်တက်กว่าခြားဖို့ကျွန်တော်တို့မျှော်လင့်နေဒါလည်းမှန်ပါတယ်လူငယ်ရဲဘော်တွေဘက်ကတိခန့်တင်းတဲ့လောက်တိခန့်နာမျိုးအစာပိုင်းမှာရှိပါတယ်စေအုပ်စုလိုအလွန်အကျွံရန်ကားမှုမျိုးမလုပ်ခဲ့ပါဘူးဥပမာအဖြစ်ဆောစောကပြောတယ်လို့ရိုက်နှက်တာမျိုးတနက်နဲ့ချိန်တာမျိုးတွေမလုပ်ခဲ့ပါဘူးတနက်နဲ့ချိန်ခါနီးပဲအဲ့ဒါသူတို့တော်စိတ်ထိနိုင်ခဲ့ရပဲဒါ ဒါပေမဲ့သူတို့ကျူးလွန်ခဲ့လို့ပြောမှာပဲဒီချင်းညာတော်တော်ချင်းနေဆိုးရွားတယ်ဒါပေမဲ့အဲ့ဒီလောက်နေတယ်မလုံလောက်ပါဘူးဘာကြောင့်မလုံလောက်တာလဲဆိုတော့ပြည်သူနဲ့ဆက်ဆံရေးမလို့ပါပြည်သူနဲ့ဆက်ဆံရေးဖြစ်တဲ့အတွက်အထူးလေးနဲ့ထားတင်ပါတယ်ကောင်းမွန်တဲ့ဆက်ဆံရေးတိဆောက်နိုင်အောင်ကြိုးစားတင်ပါတယ်ပြည်သူနဲ့ဆက်ဆံရေးကောင်းမွန်မှာပြည်သူကချစ်နေမှာတော်နိုင်ရေးအောင်မြင်ပါပါဒါကိုအထူးလေးလေးနဲ့နဲ့စိတ်ထဲမှာစွဲမှတ်ထားပါပါစီကံချုပ်ပေါက်တဲ့လူကရောပြည်သူပဲလားကက်ကက်လန် ရန်ထောင်နေတဲ့သူကရောပြည်သူပဲလားလို့တချို့ကမေးပါတယ်မင်းတို့ကစက်ကောင်စီဆိုရင်အဲ့လိုပြောလို့တောင်ရမှာမဟုတ်ဘာမှတောင်ပြောရမှာမဟုတ်မင်းတို့တခါတည်းရိုက်ဆုပ်ခံရမှာအဲ့လိုပြောကြတဲ့တချို့ကအဲ့ဒါကိုထောက်ပံ့ထားတဲ့ကိုထောက်ပိုးလှုပ်ထားတဲ့တော်လိုင်းတပ်ဖွဲ့သားတွေဖြစ်လို့ပဲဒီလိုပြောရတာလေဒါမဲ့တနတ်တွေနဲ့အင်တီလာတဲ့အစင်ကြတော့ ဘယ်သူမှမခံစားနိုင်အောင်လူအုပ်စုလိုက်ရောက်လာရင်ကိုလူကစတိမွညင်ထနေပြီလူကတုံနေပြီပြောချင်ရပြောရပဲအဲ့မှာတော်တည်ရဲ့အဲ့ဒီအမေကြီးကအဲ့ဒီအတော်ကြီးကပြောရဲလို့ဒါသူလည်းလူကြီးမလို့ဒါပြောရတာပါမဟုတ်ဆိုသူတမိကြီးကြီးလဲဆိုဆွဲခေါ်ခံရနေတော့ပြီအခုဟာအမေကြီးကစူးစားပြီးတော့သူဒါပေးတာဒါစီပေးတာဟုတ်ပါတယ်ပြီးသူပါပဲ ရန်သူတရင်ပင်မလုပ်သေးရင်တော်လန်ရေးကိုမဆန့်ကျင်သေးရင်ဟာပြောတာပြောတာဇတာတွေခိုးခွက်ထုတ်လုပ်တာပြည်သူကိုအနိုင်ကျင့်တာတွေမလုပ်သေးရင်ပြည်သူပါပဲအဲ့ဒါကြောင့်ပြည်သူကိုကောင်းကောင်းမွန်မွန်ဆက်ဆံဖို့လိုပါတယ်အခုဖြစ်တဲ့ကိစ္စကလူသားမှုလည်းမဟုတ်ပါဘူးဓမြမှုလည်းမဟုတ်ပါဘူးရာဇဝမှုကြီးတွေလည်းမဟုတ်ဘူးဆိုတာကိုဒါကိုတိတိကျကျသဘောပေါက်တယ်ဆိုလို့ရှိရင်ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံပြီးတော့စီယုံရင်းနည်းနဲ့သာပြည်သူကို ြောဆိုဖြည့်ရှင်းတာမျိုးဖြစ်တင်ပါတယ်။မော်တော်ယာဉ်စီးကန်းတွေမှာယင်ကြီးနဲ့ယင်ငယ်တွေ့လို့ရှိရင်ယင်ငယ်ကိုဦးစားပေးရတဲ့ထုံစံရှိပါတယ်။အခုလဲလက်နက်ကြိုက်ထားတဲ့အဖွဲ့အစည်းနဲ့တာမန်ပြည်သူတွေ့ရင်လက်နက်မဲ့တာမန်ပြည်သူဘက်ကိုဦးစားပေးရပါမယ်။ညာဒါပဲဒါပဲကျွန်တော်ပြောချင်တာဒါပဲ။သူကလက်နက်နဲ့ဝင်လာလေ။သူထုတ်ထားတဲ့စီမင်းထမ်းမှလည်းပါတယ်။ရဲ့ရွာထဲမှာတနက်မကင်ရအောင်။တနက်ကင်ခွင့်မရှိဘူးသူပြောထားတယ်။ဘာလို့လဲ။ စစ်ဖြစ်နေမှာမဟုတ်တာ။အိုးပြူတွေဆိုတာလည်းသူတို့ရှင်းပြသားပဲဒီဒီနေရာမှာ။ဒါပါပဲ။တနက်နဲ့မချိန်နေနဲ့တနက်နဲ့အုပ်စုနဲ့လာကလေးကအသာစီးရပြီလားအသာစီးယူပြီးသားပါ။တော်လိုက်သမားကောင်းပြီးသားဖို့ဆိုလို့ရှိရင်လက်နက်ပါတဲ့သူအဖွဲ့စည်းဘက်ကလူကပို့ပြီးတော့သဘောထားကြည့်ဖို့လိုအပ်ပါတယ်။ပြီးသူကရဲရဲဆိုင်ဆိုင်ပြောလာရင်တောင်မှငါတို့ကလက်နက်ကင်ထားတဲ့အတွက်ငါတို့ကတနက်ကင်ထားတဲ့အတွက်တီးခံလိုက်မယ်အတင်းနာခံလိုက်မယ်ဆိုတော့စိတ်ထားမြုပ်ထားဖို့လိုပါတယ်။ ီနေ့ခေတ်တော်လိုင်းရင်းမှာအခက်အခဲတွေများပါတယ်။အဲ့ဒီအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့အတွက်လက်နက်ကင်တော်လိုင်းရေးသမားတွေတော်လိုင်းရေးရဲဘော်တွေဟာတာမန်လူတွေထက်မြင့်မြတ်တဲ့အနစ်နာခံတတ်တဲ့စိတ်ထားမျိုးမွေးမြူဖို့တီးခံဖို့ဆွတ်လွတ်အနစ်နာခံဖို့လိုအပ်ပါတယ်။အဲ့ဒါလိုစိတ်ထားနိုင်မှမွေးထားနိုင်မှတော်ရုံကြမှာပါအဲ့ဒါလိုအနစ်နာခံနိုင်မှတော်တိုင်းအောင်မြင်မှာပါအခုလူငယ်တွေရဘော်တွေလောက်ရဟာအလွန်မင်းစိုးရတဲ့လောက်ရလို့ ျွန်တော်အနေနဲ့ပြစ်ပြစ်ခါခါမပြောလို့ပါဘူးဒါပေမဲ့တစ်ထက်အများကြီးကောင်းဖို့လိုအပ်နေပါသေးတယ်ပြည်သူနဲ့ဆက်ဆံရေးမှာကောင်းမွန်တဲ့သဘောထားကြီးတဲ့ကျင်နာနှွေးထွေးတဲ့ဆက်ဆံရေးတည်ဆောက်ဖို့လိုအပ်ပါတယ်စတားလင်ကိုအခကျင်းဝင်ယူပြီးတော့တုံးဆွဲခွင့်မပြုရဆိုတဲ့စီကံကရောမှန်ကန်တဲ့တရားမျှတတဲ့စီကံဟုတ်ရဲ့အမှန်တကူရှိတယ်ဒီလက်ပံလာလိုနေရမျိုးကအရင်ကကျွန်တော်ကြားဘူးတယ်အရင်ကကျွန်တော်ကြားဘူးပါတယ် မြေပုံညွန်းပေါက်ထားတဲ့နေရာတွေပါဒါလက်မှန်လာရေစကန်တို့ပါလို့ဆိုလဲပြစ်ချင်တယ်ဆိုရင်မြေပုံညွန်းရှိပြီးသားပေါက်ပြီးသားဆိုတော့သူကသတင်းမသိရင်လည်းပြစ်တာပဲသူပြစ်ချင်ပြစ်တာပဲဥမာစီမီစီမီတပိတ်ကြောင်းစီမီတပိတ်လှုပ်လို့ပြစ်တယ်အဲ့ဒါနဲ့လည်းမဆိုင်ဘူးမလှုပ်ရင်လည်းရက်ရွာထဲပြစ်တာပဲလူနေတဲ့နေရာတွေလူနေအိမ်ခြေတွေညဘက်အချိန်မတော် ပြစ်တာပဲ အခုလဲသူတို့ပြစ်ချင်တယ်ဆိုပြစ်မှာပဲဖြစ်လားဆိုတော့ကိုပြန်စီစစ်တင်ပါလေဒလန်တချို့အတွက်စင်ကူးလူနေရာမျိုးမှာသတင်းပေးဖို့သတင်းပို့ဖို့အဲ့ဒါတော့မခက်ပါဘူးအဲ့တော့ Starlink ကိုအခါချင်းဝင်ယူပြီးတော့သုံးခွင့်ပေးတာစိုက်ဖွင့်တာကိုတားမြစ်တဲ့လောက်ရဟာပြည်သူလူထုရဲ့တန်တိုင်းတစ်ပိုင်းစီးပွားရေးကိုတားဆီးတယ်လို့များဖြစ်နေသလားဆိုတော့ကိုပြန်စဉ်းစားတင်ပါလေအရေးကြီးဆုံးအချက်အနေနဲ့ပြောချင်တာကတော့ ပြည်သူနဲ့ဆက်ဆံရေးဟာတော်လန်ရေးရဲ့အသက်သွေးကြောဆိုတာကိုတော်လန်ရေးသမားတွေမမေ့ကြဘူးပါ